ခုတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နဲ့ရုရှားကြားမှာအပြည်အလဲယုံကြည်မှုမြင့်တက်လာတာကြောင့်ကမ္ဘာကြီးတင်ပြင်ပြောင်းလဲမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံနဲ့ရုရှားနိုင်ငံကြားမှာအပြည်အလဲယုံကြည်မှုမြင့်တက်လာတာကြောင့်ကမ္ဘာကြီးရဲ့နာဂတ်ဟာတည်တည်ငြိမ်ငြိမ်နဲ့ပုံမတိုးတက်လာမယ်လို့ရုရှားသမ္မတကပြောလို့ဆိုခွင့်ရှိသူစာချုပ်ဘက်ကောက်ကပြောကြားခဲ့လို့သိရပါဗျ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုပြုလုပ်ပြီးယူကရိန်းငင်းကြေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရခဲ့ပြီးရနောက်မှာစာချုပ်ဘက်ကောက်ကရုရှားနဲ့အမေရိကန်ကြားမှာအပြန်အလှန်ယုံကြည်မှုတွေမယုံကြည်နိုင်လားမတည့်လားလို့ပြချခဲ့ရပါပူတင်နဲ့ဒေါ်နယ်ထရန့်တို့ဟာဒီလကောင်ပိုင်းမှာမျက်နှာချင်းဆိုင်တွေ့ပြီးတော့ယူကရိန်းစစ်ပွဲပြီးတဲ့ရက်တမ်းမှုအတွက်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ် ဒေါ်နယ်ထရပ်ရဲ့ဥစားပိတ်ရင်မဲ့ချက်တွေထဲမှာယူကရိန်းစစ်ပွဲရတနိုင်ဆိုတဲ့အချက်လည်းပါဝင်နေပြီးယူကရိန်းသမ္မတဇီလန်စကီကိုလည်းဖုန်းနဲ့ဆက်သွယ်ပြီးတော့တလားကြာမြင်မဲ့ရာယီပြည့်ခဲ့ရဲ့စိတ်သဘောတူညီမှုရအောင်ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ဒေါ်နယ်ထရပ်နဲ့ပူတင်ဟာယူကရိန်းစစ်ပွဲပြီးတနိုင်မှုအတွက်ယူကရိန်းနဲ့ရုရှားအတွက်နှစ်ဖက်သုံးလက်ခံနိုင်မဲ့သဘောတူညီမှုတွေရရှိအောင်လို့ဆွေးနွေးဖို့အတွက်စီစဉ်နေရလို့သိရပါတယ်။ဒီတဲ့တော့ညီကြောင်အောင်ပေးပို့လာပါဗျ။